ပေါ့နော်အရန်ချီနူးတယ်အဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုအရန်ကိုဝမ်းသာတယ်အဲမိုက်လေးကိုယ်တိုင်လည်းအဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုဟိုကိုကိုနိုင်ကမသိတဲ့ချိန်လေးမှာအဲ့လိုမျိုးပေါ့နော်လုပ်တယ်အများရန်ပေါ့နော်အဲ့လိုမျိုးဒီတိုင်းမသိကြအောင်လေးစောင်းထားမသိကြအောင်စောင်းပြီးဘွားကနေလှုပ်လိုက်ရတာလေးကိုပို့ပြီးတော့သဘောကျတယ်မမကြီးတော်တယ်နေနေနေသွားတယ် ကျန်တော့တယ်တပည့်ရောအားမလေးပါဘူးတဖို့ရန်ကောက်နေမမြင်စိတ်ကောက်တာသူကတခုခုလို့မကြိုက်စိတ်ကောက်ပြီးငငယ်တော့ကအရင်တော့အဲ့လောက်စိတ်မကောက်ဘူးအခုမှသာပို့ပြီးတော့ပေါ့နော်မမေကအသက်ကလေးနောက်ပိုင်းပေါ့နော်ကြီးလာတဲ့အခါကျတော့မမေကနည်းနည်းဘယ်လိုပြောရမလဲအခလေးလေးတော့ပြန်တော့မဖြစ်သေးဘူးအကုန်လုံးဥဆောင်နိုင်တယ်အကုန်လုံးသူပဲဥစည်းတယ်အကုန်လုံးပေါ့နော်မမေနဲ့တိုင်မြင်လို့ရတယ်ဒါပေမဲ့ဟိုမမေကပေါ့နော်ခလေးလေးလိုမျိုးလေးပေါ့နော် အဲကိုကိုကိုစိတ်ကလေးသွားပေါ့နော်စိတ်ကလေးသွားအရင်ချစ်ဖို့ကောင်းတယ်မမရဲ့အဲ့ဒါလည်းမသေးချာသေးပါဘူးကံပါရင်တော့ရမယ်မမရဲ့ကံမပါလို့ရှင်တော့လည်းမရဘူးပေါ့ကံမပါတော့လည်းဒီလိုက်မဲ့အဲကိုစနီးမောင်နှံပေါ့လင်မယားနေရပေါ့တော့အဲ့လိုအဲ့လိုပဲရှောက်ပြီးခရီးတွေထွက်မယ်နိုင်ငံသားတွေထွက်မယ်အဲဒီဘာပေါ့ကိုကိုဘယ်လိုပြောမလဲညမာပြည်နဲ့ရှောက်သွားမယ်ပေါ့ Música အာဆီယာနဲ့ကြဟိုးငငယ်လေးတွေကပေါ့နော်အုတ်လေးနဲ့ကြတော့ငငယ်လေးတွေကကိုရီးယားမောင်နှမလိုဖြစ်နေတော့အခုကရင်းနေတာပေါ့နော်ရင်းပြီးတော့အခုကကြမွေးနေ့ပွဲလေးကိုလာရောက်ပြီးတော့ပေါ့နော်နောက်ပြီးအုတ်လေးကလည်းဖိတ်ကြားရတဲ့အတွက်ပေါ့နော်အဲလာရောက်တက်ပြီးတော့ surprise လေးပေါ့နော်အခုကတော့ပြောလိုက်မယ်ဒီဟို birthday ပွဲပြီးတော့မှပဲဒီဟာလေးကဟိုဒီတင်းလေးကတက်လာမှဆိုတော့လေအာအုတ်အုတ်လေးကသူ့ရဲ့ပေါ့နော်သူ့ကောင်းမလေးအတွက်ပေါ့ခေအတွက်ကိုဟို surprise အနေနဲ့ပေါ့နော်တခြင်းလေးတစ်ပုတ်စုပေးပါလို့ပြောတဲ့အတွက်ပေါ့နော်အချစ်တခြင်းလေးပဲမှာ အတော့အချစ်အချင်းလေးပေါ့နော်အချစ်အချင်းလေး तू ကကြတော့အမ်ဗာလဲအချင်းစာသားတော်မှာမိသွားပြီဗာလဲ တိမ်ဆဲလို့ထားတဲ့ရင်ခုန်တန်းนี่ဘသူသီးလဲအဲပြီးလို့ရှင်သူမရှိလို့ရှင်ပေါ့နော်သေးနိုင်မှာတဲ့နေမရှိပဲအဲ့အချင်းလေးဆိုဒီတချင်းလေးရပေါ့နော်အုပ်လေးတို့နဲ့လဲတိုက်ဆိုင်နေတဲ့အဲ surprise လုပ်တဲ့အချိန်ကြလို့ရှင်နဲ့အခုကတော့ပြီးွားတော့မှပဲတင်မှာဆိုအဲ surprise လေးပေါ့မထင်မှတ်ထားတဲ့အချိန်မှာအဲ့ဒါလေးနဲ့ထွက်ပြီးတော့သူ့ကောက်မလေးကိုအဲပန်းစီလေးပေးခြင်းနဲ့ပေါ့နော်ဟုတ်အဲ့လိုမျိုးအဲ့လိုမျိုးလေးပေါ့နော်အရန်ချီနူးတယ်အဲ့လိုမျိုး surprise လေးလုပ်ရတာလေးကိုအရန်ကိုဝမ်းသာတယ်အဲမိုင်လေးကိုယ်တိုင်လဲအဲ့လိုမျိုးတော့ surprise လေးလုပ်ရတာလေးကိုဟို ကိုကိုနိုင်ကမသိတဲ့ချိန်လေးမှာအဲ့လိုမျိုးပေါ့နော်လှုပ်တယ်အများအမ်းပေါ့နော်အဲ့လိုမျိုးဒီတိုင်းမှာမသိကြအောင်လေးစောင့်ထားမသိကြအောင်စောင့်ပြီးဘွားကနေလှုပ်လိုက်ရတာလေးကိုပို့ပြီးတော့သဘောကျတယ်မမကြီး surprise လုပ်တာတော့ surprise ကတော့ဟုတ်ကဲ့မမလှုပ်တာတော့အရင်တော့က surprise လုပ်တာခံရဘူးလားဆိုတော့သိမခံရဘူးမမရဲ့ မခံရဘူးမြို့ကျော်ကလည်း spray လုတ်တာတိတ်ဝါဒနာမပါဘူးဆိုတော့သူလည်းကိုကိုပဲလုတ်တယ်စိတ်ချမ်းသာတယ်ပေါ့မမရဲ့သူများပြောသွားရင်ကိုလည်းပြောသလိုပဲရဲစိတ်ချမ်းသာတယ်ပေါ့မမအဲဒီတခြင်းလေးကိုခံစားရတာအချစ်တခြင်းလေးဖြစ်တယ်ပေါ့နော်အချစ်တခြင်းလေးဖြစ်တဲ့အတွက်လူတိုင်းရဲ့ရင်ထဲမှာအချစ်တွေရှိကြမှာပဲလေမမဆိုလည်းရှိမယ်ကိုချစ်တဲ့လူဆိုတာရှိကြမယ်ဒီအချစ်ကလေးကိုအချစ်တချင်းလေးကိုအခုလိုမျိုးစိုးခွေးရလိုက်တဲ့အတွက်တော့ပေါ့နော်ဒီလိုမျိုးလူများအနေနဲ့စိတ်ချမ်းသာသွားတဲ့အတွက်ကိုလည်းအရန်ကို မပျော်ပါနဲ့။ဒါပြီးပီတိဖြစ်မိရယ်ပေါ့နော်။ဟုတ်ကဲ့။ဟုတ်ကဲ့အခုကကြတော့ပေါ့နော်ဒီအုပ်အုပ်ရဲ့မွေးနေ့ပွဲကိုလာရောက်ပြီးတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအဲလာရောက်တတ်ဖြစ်တယ်မမေနဲ့ရောပေါ့နော်။ကိုလေးရဲ့ဒီဟိုကို့မောင်လေးရပေါ့နော်အခုဆိုလို့ရှိရင်တကယ်ဟိုပေါ့နော်အောင်မြင်ကြော်ကြားနေပြီးအောင်မြင်ကြော်ကြားနေတဲ့အတွက်လည်းသူ့ကိုစားလည်းဂုဏ်ယူတယ်။နောက်ပြီးတော့အခုဆိုလို့ရှိရင်လည်း၁၈နှစ်ပြည့်သွားပြီပေါ့၁၈နှစ်ပြည့်မှဒီနောက်နှစ်ပေါင်းများစွာအများကြီးပေါ့နော်ခဏရသားသမီးတွေရောနောက်ပြီးတော့ကိုချစ်ရတဲ့လူတွေရောအများကြီးပေါ့နော်အကျိုးပြုနိုင်ပါစေ။နောက်ပြီးတော့ပေါ့နော်ဒီထက်မှက အဲတာတနာကြီးလည်းပြုနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကိုကိုနိုင်ကြတော့လည်းမမရဲ့ဒါကကြော်လွန်လာခဲ့ပြီလေ session နဲ့ဆိုတာလည်းကြာလာပြီဆိုတော့ကိုငငယ်တော့အချိန်လေးတော့ပြန်ပြီးတော့တန်တအောင်မိတာပေါ့နော်ကိုတချင်းစဆိုခါစားပေါ့နော်အဲ့ဒီတော့အချိန်လေးတော့ပြန်လွှမ်းပြီးတာပေါ့မမနော်ပေများနေရတော့မမရဲ့ဘယ်လိုပြောရမလဲတင်းရတားရတော့အမေများနေလို့ပါပဲအမေနဲ့ကပါမိတယ်ဆိုတာလိုပဲတစ်ခါတလေစိတ်ကောက်မယ်တစ်ခါတလေချစ်မယ်တစ်ခါတလေကြောက်လို့ဆိုလည်းပျော်ရွှင်ရမယ်ဘယ်လိုပြောဒါပေမဲ့ကိုစိတ်ကောက်တာနေပါတယ်အမေစိတ်ကောက်တာတော့ပုံများတာပေါ့နော်အဲ့လို ကိုပဲစတော့ရတယ်ရေတဲ့မေ့ကိုကြတော့လေတဖို့ရန်ကောက်တယ်မြေစိတ်ကောက်တာသူကတခုခုလူမကြိုက်စိတ်ကောက်ပြီးငငယ်တော့ကအရင်တော့အဲ့လောက်စိတ်မကောက်ဘူးအခုမှသာပို့ပြီးတော့ပေါ့နော်မမေကအသက်ကလေးနောက်ပိုင်းပေါ့နော်ကြီးလာတဲ့ခါကျတော့မမေကနည်းနည်းဘယ်လိုပြောရမလဲခလေးလေးတော့ပြန်တော့မဖြစ်သေးဘူးအကုန်လုံးဥဆောင်နိုင်တယ်အကုန်လုံးသူပဲဥစည်းတယ်အကုန်လုံးပေါ့နော်မမေနဲ့တိုင်မယ်လို့ရတယ်ဒါပေမဲ့ မေးရပါတော့ခလေးလေးလိုမျိုးလေးပေါ့နော်အဲကိုကူကိုစိတ်ကလေးတော့ပေါ့နော်စိတ်ကလေးတော့အရင်ချစ်ဖို့ကောင်းတယ်မမရဲ့အဲ့ဒါလည်းမသေးချာသေးပါဘူးကံပါရင်တော့ရမယ်မမရဲ့ကံမပါလို့ရှင်တော့လည်းမရဘူးပေါ့ကံမပါတော့လည်းဒီလိုက်မဲ့အဲကိုစနီးမောင်နှံပေါ့လင်မယားနေရပေါ့နော်အဲ့လိုအဲ့လိုပဲရှောက်ပြီးတော့ခရီးတွေထွက်မယ်နိုင်ငံသားတွေထွက်မယ်အဲဒီဘာပေါ့ ဘယ်လိုပြောမလဲညမာပြည်နဲ့လျှောက်သွားမယ်ပေါ့။ဟာတချင်းသေးထွက်ဖို့ရှိရဲ့ချင်မတချင်းသေးကကြတော့အကမိုးတချင်းလေးထွက်ဖို့ရှိပါတယ်။မိုးတချင်းလေးကြလို့ရှင်လေ။အဲအားပေးကြပါအောင်လို့သူကမေလာအကုံနာမေလာကုံလောက်ကုံတော့မမထွက်ဖို့ပန်းထားရယ်ပေါ့နော်။မိုးတချင်းဆိုတော့နည်းနည်းသူက chorus လေးအကြောင်းမိုးဥကြချင်းဆိုတော့သူကမိုးမမင်းစီတဲ့မိုးမမင်းစီဆိုတော့မိုးမိုးကနေပြီးတော့မင်းစီကိုပြောပေးပါပေါ့နော်အဲ့လိုအကြောင်းအရာလေး